British Council Swiss Agency for Development and Cooperation New Zero at Speed တို့ပူးပေါင်းစီစဉ်တဲ့လက်မှုလုပ်ငန်းဆိုင်ရာညီလာခံကိုဇန်နဝါရီလ15ရက်နေ့ကရန်ကုန်မြို့ Strand Hotel မှာစတင်ပြုလုပ်ခဲ့ပါတယ်။ဒီနေ့ဇန်နဝါရီလ15ရက်နေ့မှာတော့လက်မှုလုပ်ငန်းဆိုင်ရာညီလာခံကိုရန်ကုန်မြို့ Strand Hotel မှာရှိတဲ့မင်္ဂလာခန်းမမှာနှစ်ရက်တာကျင်းပပြုလုပ်မှာဖြစ်တယ်လို့သိရပါတယ်။ဒီညီလာခံမှာတော့မြန်မာနိုင်ငံမှာရှိတဲ့ပညာရှင်တွေနဲ့နိုင်ငံတကာကပညာရှင်တွေကသူတို့ရဲ့ဘုဒ္ဓအတွေ့အကြုံတွေကိုဆွေးနွေးကြမှာဖြစ်တယ်လို့လည်းသိရပါတယ်။ ညီလာကမှာမြန်မာနိုင်ငံရဲ့ယူရလက်မှုလုပ်ငန်းတွေရဲ့ရှေ့အလားလာနိုင်ငံတကာဈေးကွက်ရှာပွေမှုတို့အကြောင်းကိုအတိအကထားဆွေးနွေးခဲ့ပါတယ်။ဆိုတော့ပထမပိုင်းမှာဆိုလို့ရှိရင်သူကကျွန်တော်တို့ကိုရှိဘူး။အဲ့ဒါဆိုလို့ညီအစ်ကိုတို့ NGO တွေများများကြီးလာပြီးလှုပ်လှုပ်သွားတယ်သူတို့လည်းလာလှုပ်လှုပ်နေတယ်ဖြစ်ပါတယ်။ဒါအပြင်ယူရနေရှင်ကျင်းမှုနယ်ပယ်ကအတွေ့အကြုံဘူးတုတနဲ့အခက်ခဲတွေကို ရှင်းလင်းတင်ပြခဲ့ကြပါတယ်။ညီလာခံကို ပေါင်ဒဝဲမန္တလေးအင်းလေးတိတိန်နဲ့မြစ်ကြီးနားကလက်မှုပညာရှင်တွေ ရန်ကုန်ကရိုးရလက်မှုလုပ်ငန်းရှင်တွေနဲ့နိုင်ငံတကာကဖိတ်ကြားထားတဲ့လက်မှုဒီဇိုင်းပညာရှင်တို့တက်ရောက်ခဲ့ပါတယ်ဆက်လက်ပြီးဦးအေးကိုကမီဒီယာရဲ့မေးမြန်းမှုကိုပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါတယ် ိကဘာလဲဆိုနိုင်ငံတော်ကဒီဥစ္စာလွတ်ထားတယ်ပေါ့နော်သူတို့အတွက်သတ်မှတ်တဲ့ဥစ္စာတွေလုပ်ပေးဖို့လိုပါပေါ့ဟုတ်ကဲ့ဆိုလို့ရှိရင်သူတို့အတွက်ထုတ်လွှတ်တဲ့အားတွေပေါ့ဟုတ်ကဲ့နော်ထုတ်လွှတ်တဲ့ permit တွေပေါ့ရောင်းစားတဲ့ permit မဟုတ်ဘူးဟုတ်ကဲ့တကယ်ထုတ်လွှတ်တဲ့ permit လိုတယ်နောက်ကျွန်တော်အိုးဒမဆိုအိုးဒမတွေသူတို့မြင်နေရရွှတ်နေရတယ်လင်မြေကြီးပဲကိုရောင်းစားတဲ့ခါကျတော့ရှိရင်သူတို့ကမြင်နေရဒီရွှတ်တူးတဲ့နေရာမရှိရင်သူတို့ဘာမှလုပ်မရဘူးဟုတ်ကဲ့အဲ့အဲ့လိုမျိုးတွေပေါ့ဆိုတော့သူတို့များခက်ခဲတယ်သူတို့များရှိရပေါ့ဝါဆိုရှင်ကုန်ပြီးတော့တော့ဟာသူတို့ ခုတ်လိုက်တာအကုန်ကုန်ပြီလေကုန်တဲ့ခါကျဝါးသွင်းရှားရရှားလာပြီးတော့အဲ့လိုမျိုးအများကြီးရှိတယ်ပေါ့ဟုတ်ကဲ့ဆိုတော့အဲ့ဒီဟာတွေအကုန်လုံးကိုကျွန်တော်တို့ကနိုင်ငံတော်ရဲ့ထင်းနေမှုနေအထင်းကြီးမှရပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ဒါလို့မျိုးကျွန်တော်တို့အတီးပင်းကိုဆင်မရပါဒါလေဖော်ထုတ်အတီးပင်းရဲ့ဆင်မရဈေးကွက်ကကျွန်တော်တို့ဒီနိုင်ငံတကာမှာသလိုရှိရင်ပေါ့ကျွန်တော်တို့ နိုင်ငံတော်ကနိုင်ငံတကာနိုင်ငံတော်ကဒီ credit တွေသူတို့ထောက်ပံ့ထားတယ်ဟုတ်ကဲ့ထောက်ပံ့ထားပြီးရှင်နိုင်ငံတော်ကပဲသူတို့ဈေးကွဈေးတွေလုတ်ပေးတာဟိုမှာနိုင်ပစားလိုဟာမျိုးတွေနော်နော် credit credit market လိုဟာမျိုးတွေကျွန်တော်လုတ်ပေးထားတာပေါ့အဲ့လိုမျိုးကျွန်တော်ဒီမှာဆိုရှင်ကာချာပေးလာဆိုပြီးကျွန်တော်လုပ်တယ်ပေါ့ဒါဆိုရှင်ဒါကျွန်တော်ကာချာပေးလာဆိုတည်တယ်မှာပြုလို့ရနေမှာလုပ်တာဟုတ်ကဲ့ကာချာပေးလာဆိုရှင်ဒါအနုပညာနဲ့ပတ်သက်တဲ့ရွာဟုတ်ကဲ့အဲ့လိုရွာဆိုအနုပညာနဲ့ပတ်သက်တဲ့ပစ္စည်းကိုလုပ်တယ်ဘာဖြစ်လို့ restaurant တွေနေမှာလုပ်တယ်အဲ့လိုမျိုးပေါ့နော်ကျွန်တော်အနုပညာဆိုအနုပညာနဲ့ပတ်သက်တဲ့တည်တယ်အဲ့လိုမျိုးလုပ်ပေးတင်တယ်ကျွန်တော်ထင်တယ် ညီလာခံကိုဇန်နဝါရီလ15ရက်နေ့နဲ့16ရက်နေ့တို့မှာပြုလုပ်သွားမှာဖြစ်ပြီးညီလာခံပထမနေ့မှာတော့ကမ္ဘာတဝမ်းမှာရှိတဲ့လက်မှုနဲ့ရိုးရာရင်ကျေးမှုနယ်ပယ်မှာကြုံတွေ့ဖြစ်ပေါ်နေတဲ့အခွင့်အလမ်းနဲ့စိန်ခေါ်မှုတွေလက်မှုနဲ့ခစ်ပြိုင်ဒီဇိုင်းဖန်တီးမှုလက်မှုနဲ့ရိုးရာရင်ကျေးမှုခေါင်းစဉ်တို့ကိုဆွေးနွေးခဲ့ကြပါတယ်။ညီလာခံဒုတိယနေ့မှာတော့ရှစ်တောင်အာရှလက်မှုနယ်ပယ်အတွင်းမှာရှိတဲ့စံနမူနာယူထိုက်တဲ့လုပ်ငန်းဆောင်ရွက်ချက်တွေနဲ့ဈေးကွက်ပုံစံတွေလက်မှုနဲ့လူမှုဖွံ့ဖြိုးမှုလက်မှုနဲ့တမာဝပတ်ဝန်းကျင်ဆိုင်ရာအကျိုးဖြစ်ထွန်းမှုတို့ကိုဆက်လက်ဆွေးနွေးသွားမယ်လို့လည်းသိရပါဗျာ။ ီလာကန်ကိုယွန်းတဲ့ရွှေချီတို့အိုးဝါးတဲ့ပစ္စည်းကချင်ချက်ခုတ်တွေငွေတဲ့ကြောက်စက်ရုပ်သေးတက်သားပပုစတဲ့လက်မှုလုပ်ငန်းရှင်တွေတက်ရောက်ခဲ့ပါတယ်